အားလုံးပဲမင်္ဂလာပါကျွန်တော်ဝတ်တုံမြန်မဲမှာကျွန်တော်ဒီနေ့မှာကတော့အားလုံးကိုခေါ်တော်ပြမှာကတော့ချင်းမိုင်နဲ့အနီးဆုံးဖြစ်တဲ့မွန်ထထန်ဆိုတဲ့ရေတံခွန်ဝန်သွားရင်းနဲ့ကျွန်တော်နဲ့တူတူ hiking လေးသွားရအောင်နော် ကျွန်တော်ကချင်းမိုင်ကိုသွားတဲ့အခါတိုင်းအခုလိုမျိုးရေတကွန်တစ်ခုခုဒါမှမဟုတ်လို့ရှိရင်တောင်းတစ်ခုခုကိုသွားပြီးတော့သွားရမှကျင်းတတ်တဲ့သူတယောက်ဖြစ်ပါတယ်။ဒါကြောင့်မို့ကုတီတစ်ခေါက်မှဆိုလို့ရှိရင်လည်းကျွန်တော်နဲ့ကျွန်တော်တကယ်ချင်းနဲ့အတူတူအနည်းဆုံးသွားလို့ရတဲ့နေရာကိုရှာလိုက်တဲ့အခါမှာ မိုးရသည်လည်းဖြစ်ပြန်မိုးတွေကလည်းတအားကျနေတဲ့အခါကျတော့ဒီနေရာလေးကအသင့်တော်ဆုံးနေရာဖြစ်တဲ့အတွက်ကြောင့်မလို့ hiking လည်းလုပ်လို့ရရေကုန်လည်းတွေ့ရတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာလေးကိုရွေးချယ်ခဲ့ပါတယ်ဒီရေကုန်ရဲ့နာမည်ကတော့မွန်ထထန်ရေကုန်လို့ခေါ်ပါတယ်ချင်းပိုင်မြို့နယ်အနီးဆုံးရေကုန်ဖြစ်ပြီးတော့ဒွိုင်းစုထေတောင်မော်ကိုသွားတဲ့လမ်းတစ်ဝက်ကနေချိုးပြီးတော့ဝင်သွားရတဲ့နေရာလေးဖြစ်ပါတယ် အရှိလာကိုတပိုင်ရှင်းပါမှချောမချိုက်လို့တုံလန်တုံးဝဲပုံမှန်ရေတကုံကိုပဲလာလေကြတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ခုနကပြခဲ့တဲ့ရေတကုံအကြည့်နဲ့အခုတွေ့ခဲ့တဲ့ရေတကုံအသေးနှစ်ခုဆိုလို့ရှိရင်ဒါရေတကုံတွေကကုန်ပါပြီကျွန်တော်ကတော့ hiking လုပ်မှဖြစ်တဲ့တကြောင်မလို့ဆက်ပြီးသွားလိုက်ပါအောင်မယ်အခုရောက်နေတဲ့ရေတကုံအသေးကတော့ခုနကတွေးခဲ့တဲ့ရေတကုံအကြီးရဲ့အပေါ်ဘက်ကိုလှေကားလေးနဲ့ဆက်တက်လာတဲ့အခါကျလို့ရှိရင်ရောက်ပါပြီ တဘာဝအကျနေတဲ့တောင်ကြားရေးဖြစ်တဲ့တကြောင်မလို့အေးမြပြီးတော့စိတ်ကိုလုံးဝကြည်လင်လန်းဆန်းစေပါလေ။အခုဆိုရင်ကျွန်တော်တို့ hiking စတတ်ပါတော့မယ်။ဒီရေတခုအသေးကနေပြီးတော့စပြီးတော့တက်ပြီးဆိုလို့ရှိရင်ဒါ hiking စတဲ့လမ်းလေးဖြစ်ပါပြီ။ကျွန်တော်တော့တော်လန်အတိုင်းလျှောက်လာတဲ့အခါမှာမိနစ်30လောက်အကြာမှာဆိုရင်တော့အခုလိုမျိုးဖြူးကြည့်လို့ရတဲ့ point နေရာလေးတနေရာကိုရောက်လို့လာပါပြီ။ဒီနေရာလေးကနေပြီးတော့ကျွန်တော်တို့ချင်းမိုင်မျိုးရဲ့အလှအုပ်လည်းကြီးရှုနိုင်ပါတယ်ခင်ဗျာ။ ဒီတော့ကလာရတာလွယ်တယ်ဆိုပေမဲ့လည်းလူသိမ့်မလာရတဲ့အတွက်ကြောင့်မလို့အခုလိုမျိုးသွားရတဲ့လမ်းလေးတွေရာဆိုလို့ရှိရင်နည်းနည်းလေးတော့ခက်ပါတယ်ဒီလေကားကတော့အင်ဒိုနီးရှားကတယောက်ပြုတ်ကျတဲ့လေကားမဟုတ်ပါဘူးဒါကချင်းမိုင်တော်တဲ့ကလေကားပါလူသိမ့်မလာလို့ဆိုပေမဲ့လည်းဒီထိုင်းရဲ့ထုံးစံအတိုင်းပေါ့နော်လမ်းမှာဆိုလို့ရှိရင်တော့လမ်းညွန်ဆိုင်ပုတ်ပြီးရှိပါတယ်ကျွန်တော်ဒီတော့ကိုဖြတ်ခဲ့တဲ့ဂျာမင်းချိန်ကတော့45မိနစ်ကနေတနားရီထိကြပါတယ် မှန်းကြေးရဆိုလို့ရှိရင်တော့သုံးမိုင်ခွဲကနေလေးမိုင်လောက်တိတော့ရှိမယ်လို့ထင်ပါတယ်ခင်ဗျာဂျာထဲမှာလည်းတဖုန်ရေးတာလေးတွေနားလေးရှိရတွေ့ကြောင်မလို့ဒါကတော့ဒါဂျာမင်းကြေးအစုစုပေါင်းမှန်းကြေးလေးဖြစ်ပါတယ်ဒီစောင်းလေးကတော့ကျွန်တော်တို့ Thai National Bank တွေကိုတော်တော်များများသွားပြီးတော့ hiking လုပ်ကြတဲ့သူတွေအတွက်ကိုဒါ National Bank ရဲ့လူကြီးတွေရဲ့ရှိရနေပြီးတော့လက်မှတ်ကလေးနဲ့တစ်စိတ်တုံးသွားထုတ်ပြီးတော့အမတ်တရ check in အနေနဲ့လက်မှတ်နဲ့တစ်စိတ်တုံးစုတဲ့စောင်းလေးပဲဖြစ်ပါတယ် โอเคဒီဗီဒီယိုလေးကတော့ကျွန်တော်ချင်းမိုင်မြို့နယ်အနီးဆုံး hiking သွားလို့ရတဲ့ရေတံခွန်လေးကိုကျွန်တော်ခေါ်သွားပြီးတော့ hiking သွားလုပ်ခဲ့တာပဲဖြစ်ပါတယ်အားလုံးပဲနောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ခင်ဗျာ